ကုလတုတ်တံရမြတ်စွာဘုရားဟောထားတာရှိရဟန်းတန်ဃာတွေကမိမိတို့နေအိမ်ကိုကြွလာတယ်ပြင်လို့ပဲကြွလာတာဖြစ်စေသူ့ဘာသူအလိုလျောက်ကုဒဂရကမမို့ယင်းနီးလို့ကြွလာတာပဲဖြစ်စေဘုရားဘာသာဝင်တွေရဲ့အိမ်ကိုရဟန်းတန်ဃာတွေကြွလာလေရှိတယ်မိမိတို့ကိုယ်ကိုယ်တွေရဟန်းတန်ဃာတွေကြွလာအဲ့ဒါလို့ကြွလာတဲ့အခါမှာ ကြောင်းတရားတွေဖြစ်ပေါ်လာပုံလေးတွေကိုပြောပြမြတ်စွာဘုရားဟောတာအဲ့ဒီယဟန်တန်ဃာတွေကြွလာတဲ့အခါမှာအိမ်ကိုကြွလာလိုက်တာနဲ့တပြိုင်နက်စိတ်ထဲကတို့အိမ်တန်ဃာကြွလာတယ်လို့ဆိုကြတဲ့စိတ်ထဲကကြည်နူးသွားတဲ့အခါရှိနိုင်တယ်ဟုတ်ကဲ့လားစိတ်ထဲမှာကြည်နူးသွားတယ်။အော်ဆရာတော်တွေကြွလာတယ်။ဘုံတန်ဃာတွေကြွလာတယ်ဆိုစိတ်ထဲမှာကြည်နူးသွား ဒါအမြဲတမ်းတော့ကြည်နူးကြမှာကြည်နူးမှာဒီကိုတော့ဘာလို့လာတာတော့ရှုပ်ကရှုပ်နေဆိုတာမျိုးလည်းဖြစ်ချင်းဖြစ်အောင်ပါပဲဟုတ်ကဲ့လားအေးကြွလာလို့စိတ်ထဲမှာကြည်နူးပြီဆိုတာအဲ့ဒီကြည်နူးမှုလေးကိုမြတ်စွာဘုရားကတက္ခတံဝတ္တဏိကပฏิပဒါကုသိုလ်တဲ့စိတ်ထဲမှာကြည်နူးလိုက်တာဟာနတ်ပြည်ကိုဖြစ်စေနိုင်တဲ့နတ်ပြည်မှာဖြစ်စေနိုင်တဲ့ကုသိုလ်တစ်မျိုးပဲတဲ့ဒါလေးอ่ะ အဲ့ဒီစိတ်แท้จินุยုံလေးနဲ့တယ်ပဲဒီကုသိုလ်လေးကအကျိုးပေးလိုက်လို့ရှင်ဒီပုဂ္ဂိုလ်ကနတ်ပြည်မှာဖြစ်နိုင်တယ်လို့ဒီလိုဟောတာเนาะဒါအကြောင်းတစ်ခုနဲ့သူပြည့်စုံသွားပြီအဲ့ဒီစိတ်แท้ကจินุยုံနဲ့မကဘူးအိမ်ကြွလာတဲ့တန်ဃာတွေကြွပါဖရာခရူးအကျုဆိုတယ်လက်အုပ်ချီတယ်ရှ िख ိုးတယ်နေရာပေးတယ်မလုပ်ဘူးလား အေးကြွလာတဲ့တန်ခါကိုခီးဥကျဆိုရဲလဲဥချီမှုရှိခိုးတဲ့နေရာထိုင်ရင်းပေးတယ်လို့အဲ့ဒါကကုသိုလ်တစ်မျိုးတဲ့အဲ့ဒီကုသိုလ်ကအကျိုးပေးပြီဆိုလို့ရှိရင်ဖြစ်လျာဖြစ်လျာဘဝမှာအထက်တန်းကျတဲ့အမျိုးမှလူဖြစ်ရတယ်တရက်ထဲမှာအထက်တန်းကျတဲ့အမျိုးအောက်တန်းကျတဲ့အမျိုးဆိုတာရှိသေးတာဟုတ်လူချင်းတူပေမဲ့လို့အရက်ထဲမှာ အောင်တန်းစားလို့သတ်မှတ်ခံရတဲ့လူမျိုးကလည်းရှိသေးတာပဲဟုတ်ကဲ့မြန်မာနိုင်ငံမှာ caste system လို့ခေါ်တဲ့ဆက်ခွဲခြားတဲ့စနစ်မရှိလို့တိတ်မသိတာပဲမဲ့ဟိုးအိန္ဒိယတို့ဒီဟိုတို့ကြာလို့ရှိရင်တိတ်ကွဲကွဲပြားခြားနာတယ်လူတွေထဲမှာဇန်မြင့်ဇန်နေဆိုတာအများအားခွဲခြားတာဇန်နေဆိုတဲ့ပုဂ္ဂိုလ်တွေကသူတို့ ਨੇ ဘယ်သူကမှ ထိတွေ့ဆက်ဆံခြင်းမလုပ်ဘူးသူတို့ကသူတို့ကိုတောင်းမပဲလေညာကနေပြီးတော့သူတို့ခန္ဓာကိုယ်ကနေတိုက်လာတဲ့လေတောင်းမပဲအထိမခံဘူးအန်တချေဘောမထိရမကန်ရတဲ့လူစားမျိုးဆိုလို့ဆက်ဆုပ်ကြချောင်းကွင်းညာဒီကမှမထိမကန်ညင်ပပပင်မမအလုပ်တွေကိုသာသူတို့ခိုင်းနေဟုတ်ကဲ့လား ီကနေ့ခင်မှာပဲအိန္ဒိယနိုင်ငံမှာရှိတယ်ဇန်နေနေအဲ့ဒီလိုအမျိုးမှသွားပြီးတော့လူဖြစ်ရတတ်တယ်တဲ့ဒါတွေမလုပ်ရင်ဩဉာဏ်တန်ခါတွေကြွလာတဲ့အခါမှာခေယူကျဆိုတဲ့ရှ िख ိုးဝါချတဲ့နေရာထိုင်ခင်းပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဖြစ်လျာဖြစ်လျာဘဝမှာဇန်နေဆိုတဲ့အောက်တန်းကြတဲ့အမျိုးမဖြစ်ဘူးတဲ့ဥစ္စာကုလိနတောင်းတနိကပฏิပရာ လူတကာကအလေးထားပြီးတော့ဆက်ဆံမော်ကြည့်ရတဲ့အစ်မြင့်တဲ့အမျိုးမှာလူဖြစ်ရတဲ့ကုသိုလ်မျိုးပါတဲ့ဒီကုသိုလ်မျိုးကြည့်နော်စိတ်ထဲကြည်နှူးယုံနေမှာဘူးလက်အုပ်ချီရှိခိုးနေရာတိုင်ခင်းပေးဆိုတာလုပ်ရမယ်ဟောနောက်တစ်ခုကြွလာတဲ့တန်ဃာတွေဘာလူရမလဲဘာကရမလဲဆိုတဲ့စိတ်ထဲမှာ လှူခြင်းတန်းခြင်းပေးကမ်းခြင်းနဲ့စိတ်ကလေးပေါ်လာတာလေးနဲ့တည်းပဲအဲ့ဒါလေးကကုသိုလ်လေးတစ်မျိုးပဲတဲ့ဘာကုသိုလ်ရောလို့ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကမဟေတ္တခတောင်းတဏိကပြိပရာကုသိုလ်ဖြစ်လျာဘုရားမှာတဲ့ဩဇာအာဏာရှိတယ်သူတကာကိုအုပ်ချုပ်ရတဲ့အထက်ကနေရတယ်အဲ့ဒီကုသိုလ်မျိုးတဲ့မဟေတ္တခတောင်းတဏိကပြိပရာကုသိုလ် ေးဘာလူရမလို့စဉ်းစားပြီးတော့တကယ်ပဲလှူလိုက်တယ်တန်းလိုက်တယ်အဲ့ဒါလိုလှူလိုက်တန်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါကကုသိုလ်တစ်မျိုးဒါနကောင်းမှုဖြစ်သွားတော့အဲ့ဒါကမဟာဘောဂသံဝတ္တိကပြိပဒါကုသိုလ်တဲ့ဖြစ်လျာဖြစ်လျာဘဝမှာစီးစိမ်ဥစ္စာကျွဲဝခြင်းဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတတ်တဲ့ကုသိုလ်မျိုးတဲ့တဖန်ရဟန္တာငါကြွလာတယ်ဆိုလို့ရှိရင် ဆုံးလေးကပ်ပြီးတော့ပြီးသွားတာမဟုတ်ဘူးအနိနာမှာထိုင်ပြီးတော့အရှင်ပြာဩဝါဒတရားလေးချင်းမြင်မအောင်တရားလေးတစ်ပုဒ်ချင်းမြင်မအောင်ဆုံးမဩဝါဒလေးပေးပါအောင်တရားနာတယ်ကိုမသိတာလေးတွေမေးတယ်အဲ့ဒါကလည်းကုသိုလ်တစ်မျိုးပဲတဲ့နော်အဲ့ဒါလိုမေးတဲ့မြန်းတဲ့ပုဂ္ဂိုလ်က မဟာပညာတောင်းတဏိကပြိပရာကုသိုလ်မျိုးစီဘူးအထုံးအလုပ်တယ်ဖြစ်လျာဖြစ်လျာဘဝမှာပညာကြီးတယ်ဉာဏ်ထက်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်ကဲအဲ့ဒီအကြောင်းတွေတချို့ကလေအလူတန်းလှုပ်တာတောင်မှပဲတရားမနာတော့ပါဘူးရေစက်မချတော့ပါဘူးဆိုတဲ့လူမျိုးတွေမရှိဘူးလားအေးအဲ့ဒီပုဂ္ဂိုလ်တွေကအကြောင်းမစုံဘူးလို့ပြောရမှာပဲ လုပ်ပြီဆိုရင်အကြောင်းဆောင်အောင်လုပ်တဲ့နေအကြောင်းဆောင်မှအခုအကျိုးတွေဆောင်အောင်ရမယ်အကောင်းတွေဆောင်အောင်ရမယ်ဟုတ်ကဲ့လားစိတ်ကြည်နှုမှုကိုလည်းဖြစ်စေရမယ်ခီဥကျိုးဆိုရှိခုဝါချနေရပေးမှုလည်းလုပ်ရမယ်လူချင်းတန်းကျင်တဲ့စိတ်ကိုလည်းဖြစ်ရမယ်လူလည်းလူရမယ်တရားလည်းနာရမယ်ဟောအဲ့ဒါမှသူ့အကြောင်းနဲ့သူ့အကျိုးကလေးတွေရတာ တခုတည်းနဲ့ဒီအကြောင်းတွေဒီအကျိုးတွေ၅မျိုးစလုံးရပါမလားကြည်အကျိုးလေးတွေကောင်းတဲ့အကောင်းလေးတွေကဘာတော့ဆိုရင်ကောင်းရသူကတိတို့နတ်ပြည်တို့ရောက်တာလည်းကောင်းတာပဲအစဉ်တန်းမြင့်တဲ့ဘဝကိုရတာလည်းကောင်းတာအမျိုးမြတ်တဲ့ဘဝရတာကောင်းတာအမျိုးမြတ်တဲ့ဘဝမှာဩဇာအာဏာရှိတာလည်းကောင်းတာပဲပစ္စည်းဥစ္စာကျွယ်ဝတာလည်းကောင်းတာပညာကြီးတာလည်းကောင်းတာဟုတ်ကဲ့ ကယ်၍သာတရားနာမှုမလုပ်ဘူးဆိုလို့ရှိရင်ပစ္စည်းဥစ္စာတော့ဘောပါရဲ့အသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ပေဘူးလားအေးအသိဉာဏ်မရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာရှင်းကကောင်းမှုကြောင့်ဘလောက်ပဲကြွယ်ဝချမ်းသာချမ်းသာအသိဉာဏ်မရှိသည့်အတွက်ကြောင့်နောက်ဆုံးဟာဆုံးဆုံးရှုံးပြီးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးပြီးနောက်ဆုံးကြတော့မွဲတည်ပြီးတော့သွားရတဲ့တဲ့ အတိညာမရှိသည့်အတွက်ကြောင့်သုံးသင်းတဲ့နေရာမသုံးသင်းတဲ့နေရာမသိဘူးအသုံးလားအဖြုံလားခွဲခွဲခြားခြားမသိတတ်ဘူးအဲ့ဒီလိုမသိသည့်အတွက်ကြောင့်မှမှရင်းရင်းနေပြုလုပ်ပြီးတော့ထိုပုဂ္ဂိုလ်ကနောက်ဆုံးမှဆင်းရဲဒုက္ခရောက်သွားတတ်သေးတယ်ပညာမရှိလို့ရှိရင်ဟုတ်ကဲ့လားဒါကြောင့်မလို့အကောင်းတရားတွေကိုအစုံရခြင်းမီဆိုရင်အကြောင်းတရားတွေကိုစုံအောင်လုပ်ပါလို့ ဘုန်းကြီးတို့တွေမှတ်အောင်ပေါ့အဲ့ဒါလိုမဟုတ်ဘဲနဲ့ဟိုအဖြစ်မလုံးဝဘူးဒါဖြစ်မလုံးဝဘူးကုသိုလ်ကောင်းမှုဆိုတာမလုံးရတဲ့ကုသိုလ်ကောင်းမှုဆိုတာရှိပါမလားမရှိဘူးเนาะအဲ့ဒါကိုတော့သိသေးချာချာမှတ်ထားဘယ်သူပြောလို့မှနားမယောင်နဲ့မလုံးကောင်းတဲ့ကုသိုလ်ဆိုတာမရှိဘူးเนาะ